အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တနင်္လာနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတေချာလေးကြည့်သွားပေးပါခင်ဗျာဟိုးရှိရှိတုန်းကအေယာဝီမြကန်းတစ်ပေကရွာငယ်လေးတီရွာမှာ မောင်ဘတော်ဆိုတဲ့ဆင်းရဲသားလှီထိုးသမားလေးတယောက်ရှိပါတယ် မောင်ပါတော်ဟာဆင်းရဲပေမဲ့စိတ်ထားဖြောင့်မတ်ပြီးတော့ရိုသားပါတယ်။သူဟာနေ့စဉ်နေ့တိုင်းညထဲမှာလင်ငယ်လေးတစ်စင်းနဲ့ငါးဖန်းထွက်ပြီးတော့သူ့ရဲ့ဇနီးမအေးမိနဲ့သမီးလေးမေဖြူတို့ကိုရှာဖွေချွေးမွေးနေတဲ့သူတယောက်ဖြစ်ပါတယ်။ဒီနေ့မှာတော့ကောင်းငင်ကြီးကမိုးသားတွေအုံဆိုင်ပြီးတော့မိုးသက်လေပြင်းတွေ ကြားရောက်လာပါတယ်။မြစ်ထဲမှာ လိုင်းတွေကတလိမ့်လိမ့်တက်နေပြီးတော့ လေငယ်လေးကတော့ရင်ထိုးနေခဲ့ပါတယ်။မောင်ပါတော်ကတော့ဒီနေ့တော့ငားမရရင်မိသားစု ထမင်းနှမ်းမှန်ဖို့မလွယ်ဘူးလို့ထွေးပြီးတော့မိုးလေထဲမှာပဲစူးစားပန်းစားပိုက်ကုံကို ပြစ်ချလိုက်ပါတယ်။ပိုက်ကုံကိုပြန်ပြီးဆွဲတင်တဲ့အခါမှာတော့ပိုက်ကုံဟာအလွန်ပဲလေးလံနေတာကို တွေ့ရပါတယ်။ငါးကြီးတကောင်မိပြီးထင်တယ်လို့ဝမ်းသာအာရနဲ့ဆွဲတင်လိုက်တဲ့အခါမှာတော့ငါမဟုတ်ဘဲနဲ့ ရှွန့်တွေနဲ့ပေးကြံနေတဲ့တန်တစ်တာဟောင်းကြီးကျလုံးပါလာတာကို တွေ့လိုက်ရပါတယ်။မောင်ပါတော်ဟာအံ့အားသင့်သွားပါတယ်။လီဘော်ကိုတစ်တာကြီးကိုမနိုင်မနှင်းနဲ့ဆွဲတင်ပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေတောင်ပြာသွားပါတယ်။တစ်တာထဲမှာရွှေတင်းငါတွေပဒေမြနီလာကြောင်းမြရတနာတွေဟာအလေးရောင်အောက်မှာဝင်းလဲတောက်ပါလို့နေပါတယ်။ ောင်ဘတော်ရဲ့ရင်ထဲမှာ အတွေ့နှစ်ခုလွန်ဆွဲသွားပါတယ်။ဓာရီကိုငါယူလိုက်ရင်ငါတို့မိသားစုတသက်လုံးထိုင်စားလို့မကုန်တော့ဘူး။သမီးလေးကိုလည်းပညာကောင်းကောင်းသင်ပေးနိုင်မယ်။ဒါပေမဲ့သူ့ရဲ့ယူသားတဲ့စိတ်ကတော့ချက်ချင်းပဲတတိပေးလိုက်ပါတယ်။မဟုတ်ဘူးဒါငါပစ္စည်းမဟုတ်ဘူးတစုံတယောက်ကြော်ဆုံးသွားတဲ့ပစ္စည်းပဲဖြစ်ရမယ် ပိုင်ရှင်ရှိတဲ့ပစ္စည်းကိုငါမယူသင့်ဘူး။သူဟာအဲ့ဒီဒေတာကြီးကိုလေထဲမှာတေချာဟွက်ထားပြီးတော့ရွာကိုပြန်လာခဲ့ပါတယ်။မိုးကလည်းတသက်မဲမဲရွာနေတော့မှာပဲ။ရွာပြန်ရောက်တော့သူစနီးမအေမီကတော့မောင်ကြီးရဲ့ဒီနေ့ငါမရဘူးလား။မိုးတွေလည်းဆူရွှဲနေတာပဲလို့စိုးရိမ်တကြီးနဲ့မေးလိုက်ပါတယ်။ မောင်ပါတော်ကတော့ဖြစ်ချောင်းကုံစင်ကို ရှင်းပြပြီးတော့မအေးမိဟာလေကြောင်းမြတ်ယတနာတွေကိုမြင်ပြီးတော့မောင်ကြီးရဲ့ဒါကန်ကောင်းလာပဲကျမတို့တော့ချမ်းသာပြီလို့ဝမ်းသာအားရပြောလိုက်ပါတယ်။မောင်ပါတော်ကတော့ခေါင်းခါပြီးတော့မအေးမိဒါငါတို့ပစ္စည်းမဟုတ်ဘူး။ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းတွေပိုင်ရှင်ရှိမှသိကြတယ်။ငါတို့ဒါကိုမယူသင့်ဘူး။မနေ့ဖန်ရွာတကြီးစီကိုသွားအပ်မယ်လို့ပြောလိုက်ပါတယ်။ မအီမီကတော့မျက်နှာငယ်လေးနဲ့ဒါပေမဲ့မောင်ကြီးရဲ့တမီးလေးမျက်နှာကိုလည်းကြည့်ပါအောင်သူ့အတွက်လို့ပြောမလို့ရှိပါသေးတယ်မောင်ပါတော်ကတော့မအီမီစင်ရတာရှက်စရာမဟုတ်ဘူးမယိုးသားတာကမှရှက်စရာငါတို့တမီးလေးကိုစင်ရတဲ့အမွေပေးချင်ပေးမယ်ဒါပေမဲ့မယိုးသားတဲ့အမွေတော့ငါဘယ်တော့မှမပေးဘူးငါတို့ရိုးရိုးသားသားရှာဖွေကျွေးမွေးတဲ့ထမင်းလောက်ဟာ ဒီရွှေတွေနဲ့ပို့ပြီးတော့တန်ဖိုးရှိတယ်လို့ပြပြသားသားပြောလိုက်ပါတယ်။မအိမ်မီလေသူ့ယောက်ျားရဲ့ဖြောင်းမတ်တဲ့စိတ်ကို လေးစားတာမို့ဘာမှဆက်မပြောတော့ပါဘူး။နောက်တနေ့မနေ့မှာတော့မောင်ပါတော်ဟာတစ်တာကြီးကိုထမ်းပြီးတော့ရွာတကြီးဦးရွှေမောင်စီကိုသွားအပ်ပါတယ်။ရွာတကြီးဟာတစ်တာကိုမြင်တော့အလွန်အံ့ဩသွားပါတယ်။မောင်ပါမောမင်းတကယ်ပဲဒီတစ်တာကိုလာအပ်တာလား။ ဒီထဲကရွှေတပြားတလီတောင်မယူဘဲနဲ့လို့မယုံနိုင်တယ်လို့မေးလိုက်ပါတယ်။ဟုတ်ကဲ့တကြီးမင်းကျွန်တော်ပစ္စည်းမဟုတ်လို့ပါလို့မောင်ပါတော်ကတော့ရိုးရိုးသားသားပြန်ပြေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲရွာတကြီးအိမ်ရှိကိုကုံတဲ့ကြီးတယောက်ရဲ့လက်တစီကဆိုက်ရောက်လာပါတယ်။ကုံတဲ့ကြီးဥဖိုးကဲဟာမျက်နှာပြပြနဲ့ပဲလဲပေါ်ကဆင်းလာပြီးတော့တကြီးခမကျွန်တော်မှာဒုက္ခတွေ့နေလို့ပါ။ မနေ့ကမိုးလေပြင်းကြတော့မြစ်ကိုဖြက်ကူးရင်းနဲ့ကျွန်တော်ရဲ့ချောင်းမြေရတနာတစ်တာကြီးမြစ်ထဲကိုပြုတ်ကျသွားလို့စကားမဆုံးခင်မှာပဲရွာတကြီးကတော့ပြုံးလိုက်ပြီးတော့ဥဖိုးကခမရကန်ကောင်းပါလေခမရရဲ့တစ်တာကဒီကမောင်ဖတော်ကဆေယူပြီးတော့ကျွန်တော်စီကိုလာအပ်ထားတယ်ဆိုပြီးတော့တစ်တာကိုပြလိုက်ပါတယ်ကုန်းတဲ့ကြီးဥဖိုးကဟာဝမ်းသာလွန်းလို့မျက်ရည်တော်ဝဲသွားပါတယ်ကျေးဇူးကြီးလိုက်တာမောင်ဖတော်ရဲ့ ီတစ်တာဟာကျွန်တော်ရဲ့တဘွားလုံးစူးစောင်းထားတဲ့အသီးအနှံတွေပါသူဟာတစ်တာတွေကရွှေတင်းကားတစ်ထုပ်ကို ယူပြီးတော့မောင်ဖတော့မင်းရဲ့ယောသားမှုကိုငါအရင်လေးစားတယ်ဒါမင်းရဲ့အတွက်စုလက်ဆိုပြီးတော့ပေးလိုက်ပါတယ်မောင်ဖတော့ကတော့လက်မခံဘဲနဲ့ခေါင်းခါလိုက်ပါတယ်ဥဖို့ကကျွန်တော်စုလက်လိုချင်လို့လှုပ်တာမဟုတ်ပါဘူးအရှင်လက်ထဲပြန်ရောက်ဖို့ပဲလှုပ်တာပါလို့ပြောပြီးတော့ညင်းလိုက်ပါတယ် ။ဥပိုကဲကတော့မောင်ဘတော်ရဲ့ဂျိုတာမှုကိုပို့ပြီးတော့အထင်ကြီးသွားပါတယ်။ကောင်းပြီမောင်ဘတော်။မင်းစုလက်မယူချင်ရင်ငါမင်းကို အလုပ်တစ်ခုပေးမယ်။ငါရဲ့ကုန်စီတိုင်းမှာမင်းလိုဂျိုတာဖြောင်းမတ်တဲ့လူတယောက်အလုပ်အကျွေးအဖြစ်လိုအပ်တယ်။မင်းငါနဲ့လိုက်ခဲ့ပြီးတော့အလုပ်လုပ်မလား။မင်းမိသားစုအတွက်နေစရာစားစရာလားစားကောင်းကောင်းငါပေးမယ်။မင်းရဲ့သမီးလေးကိုလည်းကြောင်ကောင်းကောင်းမှထားပေးမယ်လို့ကန်လန်လိုက်ပါတယ်။ မောင်ပါတော်ဟာဝမ်းသာလုံးလို့မျက်ရည်တွေကျလာခဲ့ပါတယ်တကယ်လားခမညာတကယ်ပဲလားတကယ်ပေါ့မောင်ပါတော်ရဲ့မင်းရဲ့ချိုးသားမှုကမင်းအထွတ်ဒီခွင်လန်းကိုယူဆောင်လာပေးတာပါချွေငွေယတနာဆိုတာပျောက်ပြဲသွားနိုင်ပြီမဲ့ချိုးသားမှုဆိုတဲ့ဂုံတိတ်ခါကတော့ဘယ်တော့မှမပျောက်ပြဲဘူးအဲဒီဂုံတိတ်ခါကပဲမင်းဘဝကိုအလေးအောင်ပေးလိုက်မယ်လို့ဦးဖိုးကေကတော့ပြောလိုက်ပါတယ် အဲ့ဒီနေ့ကစပြီးတော့မောင်ပါတော်ဟာဆင်းရဲသားလေထိုးသမားဘွားကနေကုံတဲကြီးဥဖိုးခဲ့ရဲ့ညာလဲယုံယုံကြည်ရတဲ့အလုသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူ့ဇနီးမအေမီနဲ့တမီလေးပြိုမီတို့ဟာချမ်းချမ်းသာသာနဲ့ပျော်ရွှင်စွာနေထိုင်သွားကြရပါတယ်။မောင်ပါတော်ဟာ သူ့တမီလေးကိုတမီလေးဘဝမှာဘလောက်ပဲဆင်းရဲဆင်းရဲဘလောက်ပဲခက်ခဲခက်ခဲမယိုးသားတဲ့ပစ္စည်းကိုဘယ်တော့မှ မတက်မနဲ့ ယောသားမှုဟာလူဘဝရဲ့အတောက်ပါဆုံးအလင်းရောင်ပဲလို့အမြဲတမ်းဆုံးမစကားပြောကြားလေးရှိပါတယ်။ဒီဇလန်လေးရဲ့ပြီးခဲ့တဲ့သင်ခန်းစာကတော့ယောသားမှုဟာအကောင်းဆုံးသောမူဝါဒဖြစ်တယ်ဆိုတာပါပဲ။လောဘကို ရှည်တန်းတင်ပြီးတော့သူတစ်ပါးပစ္စည်းကိုတက်မဲ့ခြင်းဟာခဏတာတာယာမှုကိုပေးနိုင်ပေမဲ့ရှည်ရှည်မှာတော့ဘဝကိုဖျက်ဆီးစေနိုင်ပါတယ်။ အောင်ပါတော်လို့ကျောင်းမဲ့ယူသားတဲ့စိတ်ဓာတ်ရှိခြင်းဟာချက်ချင်းလန်ငင်ချမ်းသာမှုကိုမပေးနိုင်ရင်တောင်မှပဲမိမိရဲ့ကုန်သိက္ခာကိုမြင့်တင်ပေးပြီးတော့နောက်ဆုံးမှာတော့ဘဝအတွက်တန်ဖိုးရှိတဲ့အခွင့်အလမ်းကောင်းတွေနဲ့အလေးရောင်တွေကိုစောင့်ကြည့်ပေးနိုင်ကြောင်းဒီဇလန်လီကပြောပြပေးသွားတာပဲဖြစ်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ